အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့အစာဖြတ်ခြင်း intermittent fasting ဆိုတာဘာလဲဘယ်လိုအလုပ်လုပ်တယ်လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ကျွန်တော်အမေရိကန်ကိုစရောက်တော့အစာဖြတ်ထားတဲ့အလေးကျင့်တွေရောက်လာပါတယ်အဲ့ဒီအလေးကျင့်ကိုဖောက်တော်ရစခန်းကရလာတာပါ နောက်ပိုင်းမှာအတိကလုတ်ဖြစ်တာကကျန်းမာရေးအမြင်နဲ့လုတ်ဖြစ်ခဲ့တာပါတိသာထင်ရှားတဲ့ကျန်းမာရေးအကျိုးတွေရခဲ့ပါတယ်အမေရိကရောက်တော့ ဒီလိုလှုပ်ဖို့ဟန့်တားသူတွေတူပြီးတူပေါ်ပေါက်လာပါတယ်အမေရိကန်နိုင်ငံကအလုပ်တွေအများကြီးလုပ်ရတဲ့နိုင်ငံဖြစ်တာကြောင့်ဒီလိုအစာဖြတ်တဲ့အလုပ်ကိုတင့်တော်ဘူးလို့ပြောကြပါတယ်သူတို့ပြောသလိုတကယ်လည်းအလုပ်လုပ်ရတဲ့နိုင်ငံမှာပဲဒါနဲ့ပဲအစာဖြတ်တဲ့လုပ်ငန်းကိုရပ်ဆိုင်းဖြစ်သွားပါတယ်ညနေဘက်မှာစာစားတော့ချက်ချင်းတော့မသိတာပဲမဲ့နောက်ပိုင်းမှာကျမ်းမာရေးတဖြည်းဖြည်းယိုယွင်းလာပါတယ်ညစာကိုကို့ဘာသာကိုချက်စားတာထက်အလုပ်များတဲ့အတွက်အမြန်စားအစားစားကအစားများခဲ့ပါတယ်နောက်တော့ နှလုံးတွေးကြောခြင်းယောဂာနဲ့ဆေးရုံတက်ပြီးအသေးစားခွဲစိတ်မှုလုပ်ရတဲ့အထိဖြစ်သွားပါတယ်။ကျန်းမာရေးကတိတိတတ်တာကိုယိုယွင်းသွားခဲ့ပါတယ်။အခုတော့မနေ့6နာရီကနေညနေ6နာရီအထိအစာစားပြီးနောက်ပိုင်း7နာရီအစာဖြတ်တဲ့အလုပ်ကိုပြန်ဆလုပ်နေပါပြီ။စက်နှစ်စက်နှစ်လုပ်တဲ့သဘောပါပဲ။ကျန်းမာရေးဖြစ်စေတဲ့အစာအစာတွေကိုအဓိကထားစားဖြစ်လာပါတဲ့ကျန်းမာရေးတွေပြန်ကောင်းလာတယ်လို့ခံစားမိပါတယ်။16ရှစ်အစာဖြတ်တဲ့ဥပဒေသားဆိုတာဘာလဲ 16ရှစ်အစာဖြတ်တဲ့ဥပဒေသားဆိုတာအစာမစားဘဲနေတဲ့အချိန်က16နာရီဖြစ်ပြီးအစာစားတဲ့အချိန်က8နာရီဖြစ်ပါတယ်။အချိန်သတ်မှတ်ချက်ကတော့အနောက်နိုင်ငံတွေမှာကြိုက်တယ်လို့သတ်မှတ်ကြပါတယ်။ဥပမာအားဖြင့်နေ့လယ်12နာရီမွန်းတဲ့အချိန်ကစပြီးည8နာရီအထိစားချိန်ရရာကိုစားတဲ့အချိန်သတ်မှတ်တူတူလည်းရှိကြပါတယ်။နောက်ပိုင်းမှာတော့နောက်တစ်နေ့နေ့လယ်12နာရီအထိအစာမစားတဲ့အချိန်အဖြစ်သတ်မှတ်တူတူလည်းရှိကြပါတယ်။ဒါကလည်း16ရှစ်ပါပဲ။ စားတဲ့အချိန်သတ်မှတ်တဲ့နေရာမှာတော့လူတယောက်နဲ့တယောက်မတူပါဘူးတနေရာနဲ့တနေရာမတူပါဘူးတစ်ချိန်နဲ့တစ်ချိန်လည်းမတူကြပါဘူးကြိုက်တယ်လို့လွတ်လွတ်လပ်လပ်သတ်မှတ်ကြတာကိုတွေ့ရပါတယ်အချို့ကမနေ့9နာရီကနေညနေ9နာရီအထိသတ်မှတ်ကြတယ်အချို့ကတော့မနေ့10နာရီကနေညနေ6နာရီအထိသတ်မှတ်သူတွေလည်းရှိပါတယ်အချို့ကတော့နေ့လယ်12နာရီကနေည8နာရီအထိသတ်မှတ်သူတွေလည်းရှိပါတယ်ရှောင်းတဲ့နာတစ်ခုက အဲ့ရမဝင်ခင်နှစ်နာရီသုံးနာရီခွာပြီးအစာကိုဖြတ်နိုင်ပိုကောင်းပါလေအချို့ကတော့အစာဖြတ်ခြင်းကိုနေ့တိုင်းစက်တိုက်လုပ်သူတွေရှိသလိုအချို့ကတော့တစ်ပတ်မှာနှစ်ရက်သုံးရက်လုပ်သူတွေလည်းရှိပါတယ်။တင်းရဲ့ကျမ်းမာရေးအချင်းဒီပေါ်မူတည်ပြီးကြိုက်သလိုသတ်မှတ်နိုင်ပါတယ်။ဒီအလေးချင်းကမြန်မာလူမျိုးနဲ့မဆိုင်ပါဘူး။ဘာသာရေးကြောင့်မကြာခဏဆိုသလိုလုပ်ဖြစ်ကြပါတယ်။ဥမာအဖြစ်ဥပုပ်နေတွေမှာလုပ်လို့ရှိကြပါတယ်။မြန်မာလူမျိုးတွေလုပ်လို့ရှိတဲ့အချိန်ကတော့ မနေ့၄နာရီကနေနေ့လယ်၁၂နာရီအထိဆိုရင် စားတဲ့အချိန်က၈နာရီရှိပါတယ်အဲ့ဒီနောက်ပိုင်း၁၆နာရီတိုင်တိုင်စားမစားတော့ပါဘူးဘာသာရေးအမြင်နဲ့လုပ်တာကြောင့်စိတ်ကြည်လင်လန်းစားမှုကိုဖြစ်စေပါတယ်ကျန်းမာရေးအမြင်နဲ့လည်းတော်တော်ကောင်းတဲ့အလေ့ကျင့်တစ်ခုဖြစ်ပါတယ်အနောက်နိုင်ငံတွေမှာတော့အစာဖြတ်ခြင်းအလေ့ကျင့်ဟာတော်တော်ခက်စားလာပါတယ်သင်အစာဖြတ်လိုက်ရင်ဘာဖြစ်လာမလဲအစာဖြတ်ခြင်းကဘယ်လိုလုပ်လုပ်ကြလဲလူတယောက်အစာဖြတ်လိုက်ရင်သွေးတွင်း glucose တွေတဖြည်းဖြည်းကျဆင်းသွားပါတယ် အင်ဆူလင်ပမာဏလည်းတဖြည်းဖြည်းကျသွားပါတယ်။ဒါကြောင့်လိုအပ်တဲ့စွမ်းအင်တွေရဖို့အတွက်ကိုယ်ခန္ဓာအတွင်းကတူလောင်ထားတဲ့အဆီတွေကိုစတင်ဖြိုခွဲပြီးသုံးပြုရပါတယ်။အစာဖြတ်တဲ့အချိန်ကာလကြာလေလေအဆီတွေကိုဖြိုခွဲအသုံးပြုမှုတွေများလေလေပါပဲ။အဲ့ဒီအခါမှာဘေးရွက်ပစ္စည်းအနေနဲ့ကီတုန်းတွေထွက်လာပါတယ်။ကီတုန်းတွေဟာအုံနောက်နဲ့အာယုံကြောတွေအတွက်အကောင်းဆုံးစွမ်းအင်အရင်းမြစ်တွေဖြစ်ပါတယ်။အုံနောက်ရဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ရမှာကာဘိုဟိုက်ဒရိတ်အရင်းမြစ်ကရတဲ့ ဂရူကိုစ်ကိုအသုံးပြုတာဟာဟုတ်နောက်ကျမ်းပါရေးအတွက်ကောင်းတယ်လို့မဆိုနိုင်ပါဘူးအဲ့ဒီဂရူကိုစ်ကိုမသုံးပဲအစီတက်ကိုသာအသုံးပြုရင်ကီတုန်းတွေအနေနဲ့အုံနောက်အတွင်းတန်ရှင်းအလုပ်တွေကိုလုပ်ပေးပါတယ်ဒီလိုလုပ်ပေးတဲ့အတွက်စိတ်နောက်ကြည့်တာတွေကိုတက်တာစေးပါတယ်ဒါအပြင်စိတ်အပြောင်းလဲမြန်တာတွေကိုကာကွယ်ပေးနိုင်ပါတယ်စိတ်ခံစားချက်တွေမတည်ငြိမ်တာတွေကိုမဖြစ်အောင်တားဆီးပေးနိုင်ပါတယ်အစာဖြတ်ထားချိန်မှာအုံနောက်နဲ့အာရုံကျော်အဖွဲ့အစည်းကိုသွေးလှပ်ပတ်မှုပိုကောင်းစေပါတယ်အစာစားလိုက်တဲ့အခါ အစာအိမ်နဲ့ဥလန်းချောင်းတလျှောက်အစာခြေချင်း အစာဆုပ်ယူခြင်းနဲ့အစာဟောင်းတွေစွန့်ထုတ်ဖို့အတွက်ပို့ဆောင်နေရခြင်းလုပ်ရတဲ့အတွက်စွန့်ရင်အများပြားကိုအသုံးပြရပါတယ်အဲ့ဒီလိုလုပ်နိုင်ဖို့အတွက်အစာအိမ်နဲ့ဥလန်းချောင်းတလျှောက်သွေးလက်ပတ်မှုပိုလုပ်ရပါတယ်အဲ့ဒီသွေးပမာဏပိုပေးလိုက်ရတာကြောင့်အုံနောက်နဲ့အာယုံကျော်အဖွဲ့စည်းကိုပေးပို့ရမယ်သွေးပမာဏကရောကြသွားပါတယ်။အစာဖြတ်ထားရင်အုံနောက်နဲ့အာယုံကျော်အဖွဲ့စည်းကိုအောက်ဆီဂျင်နဲ့အာရတတွေပိုမို ပေးပို့နိုင်တာကြောင့်ပုံမူကြည်လင်လန်းဆိုင်းရခြင်းဖြစ်ပါတယ်အစာဖြတ်ခြင်း intermittent fasting ဟာလေ့ကျင့်ခန်းလုပ်တာနဲ့ဘယ်လိုတူညီသလဲအစာဖြတ်ခြင်းဟာအားကစားလေ့ကျင့်ခန်းလုပ်တာနဲ့တူညီနေပါတယ်အကြောင်းအမျိုးမျိုးကြောင့်အားကစားလေ့ကျင့်ခန်းလုပ်ဖို့အခက်အခဲရှိသူတွေဟာလေ့ကျင့်ခန်းလုပ်မဲ့အစားအစာဖြတ်တာကိုပြုလုပ်နိုင်ပါတယ်အစာဖြတ်တာကိုယ်တွင်ဆဲတွေကိုကောင်းတဲ့လှုပ်ဆောင်မှုဖြစ်စေပါတယ်အားကစားလေ့ကျင့်ခန်းလုပ်ရင်လည်းကောင်းတဲ့လှုပ်ဆောင်မှုဖြစ်စေသလိုသဘောတရားကတူညီနေပါတယ် အဲ့ဒီလိုလှုပ်ဆောင်မှုကြောင့်ဆဲတွေအနေနဲ့အင်ဆူလင်လက်ခံနိုင်မှုပိုကောင်းစေပါတယ်။သွေးတွင်ဂလူးကို့စ်တွေကိုကျဆင်းစေပါတယ်။သွေးတွင်ဂလူးကို့စ်ပမာဏဟာစွမ်းရင်ထုတ်လုပ်ဖို့မလုံလောက်တော့ဘူးဆိုရင်အဆီကိုဖြိုခွဲပြီးစွမ်းရင်အဖြစ်အသုံးပြုရပါတယ်။ဒါကြောင့်ဘေးရွက်ပစ္စည်းဖြစ်တဲ့ကီတုန်းတွေထွက်လာပြီးအုံနောက်နဲ့အာရုံကြောကျန်းမာရေးကိုအထောက်အကူပြုခြင်းဖြစ်လာပါတယ်။ဒါကြောင့်တက်ကြီးဒရီမေယောဂါရှိသူတွေအင်ဇိုင်းမာယောဂါရှိသူတွေအနေနဲ့အစာဖြတ်ခြင်းကိုအဆင်ပြေသလိုမကြာခဏပြုလုပ်ပေးသင့်ပါတယ် အစာဖြတ်ထားချိန်မှာရေနဲ့ရင်နွေးကြမ်းတောက်နိုင်ပါတယ်။တကြားနဲ့ဂလူကို့စ်ပါဝင်တဲ့အချိုရည်တွေကိုတော့မတောက်သင့်ပါဘူး။အစာဖြတ်ထားခြင်းကိုနေ့စဉ်ရက်ဆက်မလုပ်နိုင်ဘူးဆိုရင်တော့တစ်ပတ်မှာနှစ်ချိန်၊၃ချိန်တော့လုပ်ပြီးသင့်ပါတယ်။အဲ့ဒီကိုလုပ်ပြီးခြင်းအားဖြင့်တက်ကြီးသတိမေ့ယောဂါရှိသူတွေအတွက်တိုးတက်ကောင်းဝင်လာတာကို လေ့လာတွေးရှိရပါတယ်။၁၆ရှစ်မလုပ်နိုင်သူတွေအနေနဲ့ဆက်နှစ်ဆက်နှစ်လုပ်နိုင်ပါတယ်။ဆက်နှစ်ဆက်နှစ်ဆိုတာက ညနေ6နာရီကနေနောက်တနေ့မနေ့6နာရီအထိအစာဖြတ်ထားခြင်းဖြစ်ပါတယ်။အိယာဝင်ခါနေ6နာရီကအစာမစားခြင်းဖြစ်ပါတယ်။ဒါဟာလူတိုင်းအတွက်အပန်းမကြီးပါဘူး။ဘယ်သူမှမဆိုလုံနိုင်ပါတယ်။အစာအိမ်နဲ့ဥလန်းချောင်းကအစာချေရတဲ့အလုပ်လုပ်เสียရမလို့တော့တဲ့အတွက်အုံနောက်တွင်သွေးပိုရောက်နိုင်ပါတယ်။အောက်ဆီဂျင်နဲ့အစာအာဟာရတွေပိုရောက်နိုင်ပါတယ်။ဒါဟာစိတ်ကြည်လင်လန်းစားတဲ့ကောင်းကျိုးရနိုင်ပါတယ်။အိမ်ရင်လည်းနှိမ့်နှိမ့်ချက်ချက်ဥပျော်စီပါတယ်။အစာဖြတ်ခြင်းကြောင့်ရတဲ့ ကျမ်းမာရေးကောင်းကျိုးတွေအများကြီးရှိပါတယ်။သူတည်နာပြုချက်အရရလာနိုင်တဲ့ကောင်းကျိုးတွေကတော့ဒီလိုအစာဖြန့်လိုက်တဲ့အတွက်ကိုယ်လေးချိန်တည်တည်တတ်တာရော့ချသွားတယ်။ကိုယ်တွင်းအဆီတွေညော်နေလာတယ်။ခန္ဓာကိုယ်အတွင်းရောင်ရမ်းမှုတွေညော်နေလာတယ်။တနေ့တဲ့တနေ့ပိုကျမ်းမာလာတယ်။အင်ဆူလင်ညော်နေသွားတဲ့အတွက်ဆဲတွေကဟာရဆုပ်ယူမှုတိုးတက်လာတယ်။တွေးထဲမှာရှိတဲ့အဆီတွေညှက်တာသွားတယ်။နှလုံးရောဂါနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်နိုင်ချေညော်နေလာတယ်။ခန္ဓာကိုယ်ရဲ့ခါအတိုင်းတာညော်နေသွားတယ်။ ကိုတွင်းကိုလက်စထရောနဲ့မကောင်းတဲ့အစီပမာဏရောကျသွားတယ်။ဂျင်သားကင်ဆာကြောင့်အသက်ရှင်နှုန်းတွေပိုတက်လာပါတယ်။ဂျင်သားကင်ဆာအပါအဝင်အခြားကင်ဆာဖြစ်နိုင်ခြင်းကိုကာကွယ်ပေးနိုင်ကြောင်းလည်းတွေ့ရှိလာပါတယ်။နှလုံးရောဂါကြောင့်အသက်ဆုံးရှုံးနိုင်ခြင်းတွေလည်းကိုကောင်းလာတာကိုလေ့လာချက်များအရသိရပါတယ်။စီးကျိုတိုက်တူးမဖြစ်အောင်တားဆီးရာရောက်စီပါတယ်။အသက်ပိုရှည်လာတဲ့အုံနောက်နဲ့အာယုံကျောရဲ့ကျမ်းမာယူတွေပိုကောင်းလာပါတယ်။ဒါအပြင်ဝါးတဲ့လူတွေမှာဖြစ်တတ်တဲ့ရောဂါတွေနဲ့ကင်းဝေးစီပါတယ်။၁၆ရှစ်အစာဖြတ်ခြင်းမှာ ဘာရီစားတဲ့တလဲ16ရှစ်အစာဖြတ်ခြင်းလုပ်ပြီးစားခြင်းရရာကို စားနေရင်လေကောင်းကျိုးတွေကိုမြန်မြန်နဲ့များများရဖို့မတိကြပါဘူး။ဘာကြောင့်ဆိုတော့အစာအစာတိုင်းဟာအာဟာရတန်ဖိုးရှိတာချင်းမတူကြလို့ပါပဲ။ကောင်းကျိုးကိုရဖို့ဆိုရင် အချို့အစာစာတွေကိုများများစားဖို့လိုတယ်။အချို့အစာစာတွေကိုကန့်တတ်ပြီးစားဖို့လိုတယ်။အချို့အစာစာတွေကိုရှောင်ဖို့လိုပါတယ်။ကောင်းကျိုးများစွာရနိုင်တဲ့အစာစာတွေကိုအရင်ပြောရရင်တော့နံပါတ်1သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကိုများများစားပေးဖို့လိုပါတယ်။ လက်ဆက်လေးတွေပိုကောင်းလေးတွေပါပဲနံပါတ်1ဆန်လုံးညိုနဲ့ကွေကာအုပ်ဘာလီတွေကိုပိုစားနိုင်ပါတယ်နံပါတ်3အစီနဲပြီးပရိုတိန်းရနိုင်တဲ့အစားအစာတွေကိုများများစားနိုင်ပါတယ်ဥပမာအစီနဲတဲ့အမဲသားကြက်သားငါပဲမျိုးမျိုးတူဖူးကြဲဥတို့ဖြစ်ကြပါတယ်နံပါတ်4ကျန်းမာစေတဲ့အစီတွေကို များများစားပေးနိုင်ပါတယ်ဥပမာဆယ်မွန်ငါစတင်းငါနောင်ဝင်စီအုံးစီထောပတ်တီအခွန်မာတီနဲ့အစိတ်အဆံများဖြစ်ကြပါတယ် တစ်တီးအင်းဒီဟင်းရွဲ့နဲ့ဆန်လုံးညိုကွေကာအုပ်တွေဟာပိုက်ပါပါဝင်မှုများတဲ့အတွက်အစာအိမ်နဲ့ဥလမ်းကြောင်းကျမ်းမာရေးကိုကောင်းစေတဲ့အပြင်အစာခံစည်းပါတဲ့အချိန်အတော်ကြာတဲ့အထိဘိုင်းမစားတဲ့အတွက်အစာဖြတ်ထားချိန်မှာဆာလောင်မှုတံကိုမခံစားရပါဘူးကျန်းမာတဲ့အစီနဲ့ပရိုတိန်းတွေဟာဗိုက်ပြည့်နေစေတယ်ကျဉ်းနှံ့မှုဖြစ်စေတယ်တနေ့တာလုံးတော့တောက်ရည်ကိုတောက်ပေးဖို့လိုအပ်ပါတယ်ဒါဟာရေငတ်ပြည့်စေပါတယ် ရေတက်ခန်းချောင်းမှုကိုကာဝယ်ပေးနိုင်ပါတယ်ရေအစာရေနွေးချမ်းတော့တောက်နိုင်ပါတယ်အချိုရေတွေကိုတော့အစာဖြတ်ထားချိန်မှာမတောက်တာပိုကောင်းပါတယ်ရေနဲ့အတူလီမွန်စိတ်ပြီးထည့်တောက်နိုင်ပါတယ်လီမွန်ရေကိုတောက်နိုင်ပါတယ်ကီဗီကိုကြည့်ရင်အစာတောက်လိုင်းကိုမကြည့်မိပါစေနဲ့ကြည့်မရင်ဆာလောင်မှုပိုဖြစ်စေပါတယ်အာစာလေးခြင်းကန်တစ်ခုခုကိုလုပ်တာကဆာလောင်စိတ်ကိုတက်တာစေပါတယ်ယောဂဖြစ်စေမက်ဒီတေးရှင်းကိုဖြစ်စေလုပ်တာကဆာလောင်စိတ်ကိုတက်တာစေပါတယ်ရှောင်းတင်းတဲ့အစာစာတွေကတော့ဂျန့်ဖုလို့ခေါ်ကြတဲ့အမြန်စားအစားစာတွေကိုရှောင်သင့်ပါတ အဆဆုံးကြည့်ရှုအားပေးတဲ့ကျေးဇူးတင်ပါတယ်နောက်တော့လည်းလူလူရှိနိုင်ဖို့ subscribe ကိုဒီနေ့ပေးထားပါပါလို့မြတ်တာရက်ခံပါတယ် like နဲ့ share ကိုလည်းနှိပ်ပေးသေးတင်ပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် have a nice day